မင်္ဂလာပါရှင်ကတိသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ငလင်ကျောင်းအေးဝတတာသို့မဟုတ်စကိုင်းတတာဟောင်းတတာကျိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကိုင်းမြို့နယ်မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့စကိုင်းဟောင်းတတာကမလ28ရက်မြန်မာစံတော်ချိန်တနအီအချိန်ခန့်ကလှုပ်ရှားသွားတဲ့ငလင်ကျောင်း ကျိုးကြပြက်စီသွားကြောင်းသိရပါတယ်။စကိုင်းတရား2ခုရှိတဲ့အနက်စကိုင်းမျိုးနဲ့အင်းဝမျိုးဟောင်းတို့ကိုဆက်သွယ်ပေးထားတဲ့အင်းဝတရားကျိုးကြပြက်စီသွားတာဖြစ်ပါတယ်။စကိုင်းတရားဟောင်းကျိုးသွားပြီးငလင်ကျန်တာကိုလဲတည်တော့မလို့မနေပြရတဲ့အခုဒီရင်တွေတလက်လက်နဲ့ကြောက်လို့တည်တော့မယ်လို့ဒေသခံတုံးကပြောပါတယ်။ဒီကနေ့နေ့လယ်ပိုင်းလှုပ်ခတ်သွားတဲ့ငလင်ကိုမြန်မာနိုင်ငံမှာတာမကအင်းဒီချင်းထိုင်းနိုင်ငံမျိုးအနှံ့အပြားမှာလည်းသိရှိခံစားလိုက်ရပါတယ်။တော်တော်ကိုပြင်းလာပါ2မိနစ်လောက်လှုပ်သွားတဲ့အင်းရှိမှရထားတဲ့ကားကသူ့အလိုလိုရွှေ့ကိုရွှေ့သွားတယ်လို့မဲဆောက်မျိုးနေမြန်မာတုံးက ကပြောပါရယ်ငလင်ရဲ့ပြင်အားနဲ့ဗဟုပြုနေရနောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေကိုဆက်လက်ဆောင်စမ်းပြီးဖော်ပြပေးမှာဖြစ်ပါရယ် ဆက်လက်ပြီးဂဲမန်နာကနှစ်ဖူးပျုပ်စီလိမ့်ပြီးနေတာကခြေတော်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒီစာသားလေးကိုမင်းအွန်လိုင်းရဲ့ရွှေကပွဲနဲ့ပတ်သက်ပြီးရေးသားထားတဲ့ post တစ်ခုမှာဖတ်လိုက်ရလို့သဘောကျတာနဲ့တင်ဆက်ပေးလိုက်တာပါ။စစ်ကောင်းဆောင်မင်းအွန်လိုင်းက၎င်းရဲ့လူပြောခံရဆုံးဖြစ်တဲ့ရွှေကပွဲကိုဒီဇင်ဘာတတိယပတ်နဲ့စတုတ္ထပတ်ဇန်နဝါရီပထမနဲ့ဒုတိယပတ်များအတွင်းလေးတော့ခွဲပြီးပြုလုပ်မယ်လို့အင်္ဂါနီက၎င်းရဲ့ဝန်ကြီးအဖွဲ့အစည်းအဝေးမှာပြောဆိုလာပါတယ်။အစည်းအဝေးသာဆိုပေမဲ့ဘသူတအုပ်တယောက်ကမှကောင်းတယ်ဆိုတဲ့ပြောခွင့်မရှိရှာပဲ၎င်းပြောသမျှကိုလက်ရည်တူကပဲ ဆိုင်ကြီးကတော့အရှုံးပေးမတက်တကုတ်ကုတ်နဲ့လိုက်လံရေးမှတ်နေရပါတယ်ပြောခွင့်ရတာကလည်းဝင်ကြီးဌာနလိုက်လှုပ်ဆောင်ထားတာတွေကိုအောက်ကရှိပြီးတမယာလိညာတာတမယာမျက်နှာဒီကြီးတွေနဲ့ဖတ်ပြနေတာများဖြစ်ပါတယ်ဒီလိုပုံစံနဲ့တဝူတယောက်ကအုပ်ချုပ်လာတာဆယ်စုနှစ်ပေါင်းများစွာတောင်ရှိလာပါပြီခြောက်လုံးတက်မှပုံကိုကြီးတွေကလည်း၎င်းတို့အသက်အိုးအိမ်စီစဉ်လုံခြုံရေးအတွက်စစ်တောင်မြေမေရရမတိုက်ဖူးရှာတဲ့လူကိုကာကွယ်ရေးဦးစီးချုပ်ခန့်ပြီးစစ်တပ်ကို ်ဝါကွက်အပ်သွားရှာတယ်အခုအခါ၎င်းတို့ကိုကာကွယ်ပေးဖို့နေနေတာတာသူကိုယ်တိုင်တော့မဟန်တော့လို့ကြောက်စိတ်ရဲ့စိတ်ဆော်မှုနဲ့ရုရှားကောင်ဆောင်ကိုခြေတော်ဖတ်မတက်အောက်ကျဆက်ဆံခဲ့ရတဲ့သဘောကြကောင်းရဲ့ဆိုတဲ့အတွေ့မျိုးနဲ့ညံညီညံတဲ့မျိုးစုံထုတ်ခါဖျားရှင်ရဲ့ဗျာဒိတ်တော်လာကြွတ်မင်းကြီးဆိုပြီးမထော်တနန်းမြောက်ပင့်ပြောဆိုခဲ့လို့ပူတင်ခမရမှုရခက်ရှိရခက်ဖြစ်ခဲ့ရပါတယ်။ ။နောက်ဆုံး၎င်းလိုချင်တဲ့နျူကလ িয়ার တပောင်းဖို့အသေးစားလေးစောက်ပေးရမယ်လို့ဆိုပြီးကြောတက်ရင်တက်လုပ်ပေးလိုက်ရတဲ့အခုရွှေကဝင်က၎င်းပြောတယ်လို့လုတ်တင်ဖြစ်စေအောင်မင်းအောင်လိုင်းကတဏမာရလားကာကွယ်ရေးဦးစီးချုပ်ဖြစ်ဆက်ရှိနေမလားဆိုတာကိုအားလုံးကတွေးတောနေကြပါတယ်။2008ဖွဲ့စည်းပုံရအဲ့ဒီယာလူနှစ်ခုလုံးကိုတအူးတွေကစုပ်ကန်ခွင့်မရှိတာကြောင့်လည်းဖြစ်ပါတယ်။မင်းအောင်လိုင်းကတော့ဖြစ်နိုင်ရွှေကပွဲကိုမလုတ်ချင်ကြံလူတွေကသူမရှိရင်ပြီးရောသဘောနဲ့ထွက်ပေါက်ရလို့ရညာ၎င်းပြောတဲ့စကားကိုနင်းပြီးဖျားပေးလာနေတာကြောင့်ဖြစ်တယ်။တရုတ်ကလည်းဒီသ ဘောနဲ့ရွှေကောက်ပွဲလုပ်ဖို့အကြက်ကိုင်းလာတာကြောင့်လည်းဖြစ်တယ်။ရွှေကောက်ပွဲလုပ်ခြင်းမှာကအခြေအနေအခုလောက်မစိုးသေးခင်မှာလုံမလားလို့အနေငယ်အထိပ္ပယ်ရှိပါအောင်မယ်။စက်တကမြန်မာနိုင်ငံကြီးမှာစပါမန်စီအထက်စီးနေမှာ ရှိနေရမယ်လို့နှိမ့်လန်ဓာတ်ထည့်ယုံကြည်ထားသူတွေဖြစ်ပါတယ်။၎င်းတို့လုပ်ပြီးခဲ့တဲ့1960မှာစခဲ့တဲ့ရွှေကောက်ပွဲတွေကလည်းလူတို့ကိုလကောင်းတို့လက်ခုပ်ထဲကရှိပမာလက်နဲ့အာကိုနဲ့နိုင်တက်စီးနေလောက်ခဲ့ကြတယ်။ရွှေကောက်ပွဲရှာလက်ကိုတော့အတိမတ်မပြုလို့ဆိုပြီး1990မှာတစ်ကြိမ်2020မှာတစ်ကြိမ်ပြန်ပြက်ခဲ့ကြတယ်။ရွှေကောက်ပွဲကိုပြည်သူလွတ်တော်အတွက် First Bus The Post အနိုင်နိုင်သူအစိုးရဖွဲ့ပုံစံအမျိုးသားလွတ်တော်အတွက်အချိုးကျကိုစားပြုစနစ်ပြည်အားနဲ့လုပ်မယ်လို့ဆိုပါတယ်။ ၎င်းအလူတာအတုံးတော်ခံမင်းနဲ့ကော်လာဘော်ဒါပါတီပေါင်း53ပါတီလည်းရှိပါတယ်ဂျပန်အာဆီယံအထက်နိုင်ငံကြီးတွေက၎င်းလုံးမယ်ဆိုတဲ့ရွှေကောက်ပွဲကိုအယုံကြည်မရှိကြောင်းစောင်းပါရိတ်ချေပြောဆိုခဲ့ကြတာဖြစ်ပါတယ်ပြည်သူတွေကတော့၎င်းတို့တိုင်းပြည်ကိုထင်သလိုချေလဲနေမှုအဆုံးသတ်ပြီးစစ်တမ်းလျားပြန်နိုင်ဖို့ကိုသာနှီးမျိုးစုံနဲ့ရုံးကန်တိုက်ပွဲဝင်နေခြင်းလည်းဖြစ်ပါတယ် ၎င်းတို့ရဲ့မလ29ရက်နေ့အခမ်းအနားကလည်းနိုင်ငံအနှံ့လူရာချီပြီးတက်ဖြတ်ခံခဲ့ရတဲ့သွေးစွန်းတဲ့နေ့တစ်နေ့ပြပြောင်းလဲသွားခဲ့ရပါပြီ။၎င်းတို့မောင်ရိပ်ကိုအခမ်းအနားမှာရခိုင်တွေ့နေကြတန်ချက်ကကားများလက်နက်ကြီးများထုတ်ပြလာတာကိုမတွေ့ရလို့သတင်းတွေကဆိုပါတယ်။၎င်းတို့ရဲ့မရှိရှာတော့တဲ့ရှားမခနဲ့နမခအလံတွေကိုလည်းအလွမ်းပြည့်ထည့်သွင်းလူထားပါတယ်။ဒီအခမ်းအနားကိုသတင်းဌာနကဖော်ပြရမှာ၎င်းတို့အကြမ်းမြင်းကလေးလှုပ်ခတ်ခံလိုက်ရတယ်လို့အကြီးအကျယ်ရှုံးနေနေတယ်။ Signimis Defat ကြမှာ စစ်ကောင်ဆောင်ရဲ့ရွေးကောက်ပွဲလုပ်ပြီးတော့မယ်လို့ပြောဆိုလာတယ်လို့ခေါင်းစဉ်ရေးသားထားပါတယ်။နောက်ထပ်ရရှိတဲ့ straight time သတင်းစာပါသတင်းမှာကချင်လွတ်လိုက်တမန်၎င်းတို့ထင်းချုံနေမြများဖြစ်တဲ့ပန်ဝါနဲ့ချီပွေဒေတာတွေရှိတူဖို့ပီတာရှားပါမြေသားတတူရိုင်းနေကိုတရုတ်တို့မလ29ကစပြီးတင်ပို့ခွင့်ပြုလိုက်ပြီးတလနဲ့တရုတ်ယွမ်3500အမေရိကန်ဒေါ်လာ4818တန်းနဲ့အခွန်ကောက်ခံသွားမယ်လို့ဖော်ပြထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ နမေကျော်မဘာသာသွေးတောက်ဖွဲ့ဝင်နဲ့အစုံရအမျိုးသားဝါရီစစ်တပ်လုံပြီးပြူစောတီမင်းမင်းနဲ့တက်တော်ဆောင်များပြစ်ခတ်ခံရပြီးတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ပုပ်ပတီတီမျိုးနဲ့နေပြည်တော်တောင်ညိုလမ်းမပေါ်မှာစစ်လော်ပြီးအကြီးစားမင်းမင်းနဲ့၎င်းရဲ့တက်တော်ဆောင်တို့ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာပဲတည်ဆုံသွားကြောင်းနမောင်မျိုးနဲ့အခြေဆိုင်ဂျိုးချာနီတိုင်ရင် BO7 မှာတာဝန်ရှိသူတအုပ်ကပြောပါရီ။ မနေ့ကနိုဝင်ဘာလ29ရက်နေ့လည်တနင်္ဂနွေအချိန်ဒေါ်လာရီတပ်ဖွဲ့ရီရဲ့တည်နေကိုစုံစမ်းဖို့နေပြည်တော်ပုပ္ပါတိတီမျိုးနဲ့နေပြည်တော်တောင်ညိုလန်းတိုင်ကားနဲ့ဆင်းလာတဲ့အကြံဖတ်စစ်တပ်လော်ဘီအကြီးစားမိမင်းနဲ့နောက်လိုက်သောဦးတို့ကိုလမ်းပိုင်းတနေရာရောက်ဗိဒနိုးပြည်သူကာကွယ်တပ်မတော်နမ်မောက်မျိုးနဲ့အခြေဆိုင်ဂျိုးဂျာနီတရင် BO7 ရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့ရာလော်ဘီမင်းမင်းနဲ့၎င်းရဲ့နောက်လိုက်တပ်တော်ဆောင်တအုပ်တို့တည်ဆုံသွားကြောင်းကြံနောက်လိုက်တအုပ်မှထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။သူနဲ့သူ့ရဲ့တပ်တော်ဆောင်တို့ကဒါနဲ့ပြန်ကူကံလို့ပြစ်ခတ် ှင်းလင်းလိုက်တာနေပြီးတော့ပိုင်တင်းမှာပဲတောင်ညနာမှာပေါ့သူရဲ့လုံရက်တွေကမခွေးတောင်တွင်နတ်မောက်အဲ့ဒီနေရာတွေမှာလှုပ်ရှားတယ်ဥကြော်စိုးဦးတို့ပုံစံမျိုးမီဒီယာမှာအလုပ်လုပ်တယ်သတင်းပေးတယ်ထောက်လန်းကြီးတွေပါရဲဆိုရင်လေသူတပည့်တွေနဲ့ဝင်နေသူကိုယ်တိုင်ပြည်သူတွေကိုရိုက်နှက်တာရွာရီမီရှူတာတတ်တာတွေလည်းမနေတော့ဘူးပြည်သူတယောက်ဆိုရင်သူရိုက်နှက်တာမခံနိုင်တော့လို့တရားပေါ်ကနေ ခုံချာအဆုံးစီရင်ပြလိုက်တာရှိရဲလို့နမ်မောင်းမြို့နယ်အခြေစိုက်ဂျိုးကြနီတရင် BO7 မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်။အကြံဘတ်စတက်ကလော်ဘီမင်းမင်းကိုတနက်အတူတလက်အရှိတလက်ပြီးထားတော့လေပြစ်ခတ်ရှင်လင်းချိန်မှာတရှိန်များပါလာကြောင်းပြစ်ခတ်ရှင်လင်းချိန်မှာဒါနဲ့ပြန်လဲကုကံတိုက်ခိုက်ခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထူးကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်လော်ဘီမင်းမင်းကမလေးရှားနိုင်ငံမှာအလုပ်လုပ်ပြီးလင်းယုံပရာဟိတဖွဲ့အမိခံထူထောင်ပြီးပြည်ရင်းရှိတွေးတောက်ဖွဲ့အတွက်လက်နက်များအလူခံပေးခြင်းမဘာသာနဲ့အမျိုးသား ရေးလှုပ်ရှားမှုမှာပါဝင်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းလူမှုကွန်ရက်မှာတစင်းစစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုတွေ NLD ပါတီဝင်တွေကိုရှင်းလင်းဖို့ PDF တွေကိုရှင်းလင်းဖို့လှုံ့ဆော်ခဲ့သူတအုပ်ဖြစ်ကြောင်းအဲဒီနောက်မလေးရှားမှာပြန်လာပြီးအညာဘက်မှာပြည်သူစစ်ဖြူစော်တီအပြစ်လောက်ကိုင်းနေစဉ်ပြစ်ခတ်ခံရပြီးတေဆုံသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးညောင်တုံးမြို့နယ်ဇီးပြူကျွန်းချင်းရွာမှာအုပ်ချုပ်ရေးမှူးနိုင်ဝင်ကစစ်မှုမထမ်းလို့လို့ငွေပေးထားတဲ့လူငယ်တွေကိုဖမ်းဆီးပြီးတနုပြူခမာယာတရားရှိတရင်ကိုအတင်းအကျပ်ပို့ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းညောင်တုံးမြို့နယ်ဇီးပြူကျွန်းချင်းရွာမှာအုပ်ချုပ်ရေးမှူးနိုင်ဝင်ကစစ်မှုမထမ်းလို့လို့ငွေပေးထားတဲ့လူငယ်တွေကိုဖမ်းဆီးပြီးတနုပြူခမာယာတရားရှိတရင်ကိုအတင်းအကျပ်ပို့ဆောင်ခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ်။ညောင်တုံးမြို့နယ်ဇီးပြူကျွန်းချင်းရွာမှာအုပ်ချုပ်ရေးမှူးနိုင်ဝင်နဲ့အုပ်ချုပ်ရေးဖွဲ့ဝင်ဝင်ထင်းမျိုးလွင်စုံမင်းသိန်းတို့က စစ်မှုမထမ်းလို့လည်းငွေပေးရမယ်လို့ဆိုပြီးလူငယ်ရှိတဲ့နေအိမ်များမှာတအိမ်တောင်လေးငွေကျပ်3000တောင်းခံကြောင်းလူငယ်နှစ်ဦးရှိတဲ့အိမ်ဆိုရင်ငွေကျပ်6000တောင်းခံကြောင်းအဲ့လိုလာစင်တောင်းခံခဲ့ပြီးရဲ့နောက်အခုစစ်မှုတန်းအပတ်စဉ်ခုနှစ်အတွက်လူလိုတယ်လို့ဆိုပြီးငွေပေးထားတဲ့အိမ်အောင်စုတချို့မှလူငယ်တွေကိုဖမ်းဆီးကဒနုဖြူအခြေဆိုင်ခမာယာ108တရင်ကိုပို့ဆောင်လိုက်ကြောင်းသိရပါတယ်အုတ်ကြီးငွေတောင်းတာကိုလည်းလာစင်ပုံမှန်ပြီးနေတာပဲဒါကိုဒီလနိုဝင်ဘာလ16ရက်နေ့မှာအိမ်ကသားကိုဖမ်းသွားတယ်အိမ်ကသားကအသက်29နှစ်အရက်တောက်တဲ့ င်ပြန်မလာလို့စုံစမ်းရကနေအုပ်ကြီးကဖမ်းပြီးတော့ဓနုပြူ108တထည်ပို့လိုက်တယ်ဆိုတာသိလိုက်ရတာလိုက်သွားတော့တွေ့ဝင်မရဘူးအခုတော့ဖောင်ကြီးအမှတ်1စစ်အခြေခံလေးကျင်းရေးတပ်ကိုအပို့ခံလိုက်ရပြီလို့သိရတယ်။တားနေရတော့အဆက်အသွယ်မရပါဘူးတထည်မှာသွားတွေ့ဖို့လို့တော့အုပ်ကြီးထောက်ခံစာနဲ့တွေ့အုပ်ထောက်ခံတာမပါလို့ဆိုပြီးပြီးမတွေ့ပါဘူးလို့ဇီးပြူချင်းကြီးရမှာဖမ်းဆီးခံလူငယ်ရဲ့ဆွေမျိုးတအုပ်ကပြောပါတယ်။ဒါပြင်းညောင်တုံမျိုးနဲ့အတွင်းကြေးရွာများမှာစစ်မှုထမ်းဖို့အတွက်အုပ်ချုပ်ရေးမှုတွေက လူငယ်တွေကိုရွေးချယ်စေလိုခြင်းများလှုပ်ဆောင်တဲ့တတ်မှတ်လူဦးရေမပြည့်မီပါက၎င်းတို့စိတ်ကြိုက်လူငယ်တွေကိုနေအိမ်တွေပေါ်တည်တက်ပြီးဖန်ဆီးကတနူးပြူရှိစစ်သားစုဆောင်ရင်ခမာယာတရားရှိတထဲကိုပို့ဆောင်နေကြောင်းအခြားတစ်ဖက်မှာလည်းငွေကြေးများကိုလည်းလဆင်လာတိုင်းအဆက်မပြတ်တောင်းခံရရှိကြောင်းသိရပါရယ်ငွေတောင်းတော့လည်းပေးရတာပဲလူလိုတဲ့ဆိုပြီးတော့ရက်သေးရွာထဲမှာတွေ့ရလူငယ်ဝင်ဖန်းတော့လည်းပါသွားတာပဲအခုကတော့သူတို့လှုပ်ချင်တာလှုပ်တယ်လို့လုပ်နေကြတာဘသူမှလည်းစောတကမတက်ရဲဘူးပြတ်မပြောရဲဘူးလို့ညောင်တုံးမြို့နယ်ချောင်းကြီးကြီးရွာမှာပြည်သူတအုပ်ကရှင်းလင်းပြ ြောဆိုပါတယ်အေယာဝတီတိုင်းညောင်တုံးမြို့နယ်တွင်ကြေးရွာများမှာအုတ်ဆုံရေမှုတွေနဲ့အုတ်ဆုံရေဖွဲ့တွေကစစ်တပ်နဲ့မြို့နယ်အုတ်ဆုံရေဖွဲ့ကခိုင်းစေတဲ့အတိုင်းတသွေးမသိမ်းလိုက်လံလှုပ်ဆောင်ကြပြီးတရင်ပေပြူစော်တီနယ်ကြန့်ဖို့ပါတီဝင်များကြီးစိုးမှုမှုအလွန်များပြားကြောင်းညောင်တုံးမြို့နယ်ဟာလာစင်တတ်မှတ်စစ်မှုတန်းတသားတဲ့အရေးအတွက်ရရှိအောင်ရှာပီးနိုင်တဲ့အပြင်အခြားမြို့နယ်တွေမှာလိုအပ်တဲ့တသားတဲ့အရေးအတွက်လည်းအုတ်ဆုံရေဖွဲ့တွေကလူစားတို့ရှာဖွေပေးမှုတွေလည်းရှိနေတယ်လို့တရင်မှာဖော်ပြထားပါရဲ့ရှင်